စစ်တပ်ကြောင်ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့မုံမိတ်မြို့မှာတနင်္လာနေ့ပါကြာတဲ့အထိပြန်နေထူထောင်ရေးမလုပ်နိုင်သေးပဲပျက်စီးတဲ့ရင်တိုင်းဆက်ရှိနေပါတယ်။တိုက်ပွဲတွင်ပျက်စီးသွားတဲ့နေရင်တွေကိုပြန်မပြုတ်ပြင်နိုင်သေးသလိုအများပြည်သူပိုင်တဲ့အဆောက်အဦတွေကိုလည်းပြန်မပြင်နိုင်သေးပါဘူး။စစ်တပ်နဲ့ချင်းဆူဆူရတင့်ခဲ့ရတဲ့မုံမိတ်မြို့မှာဒေတာခင်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့မုံမိတ်မြို့ဈေးလဲမိလောင်ပျက်စီးခဲ့တယ်လို့မုံမိတ်ပြည်သူစေယုံလည်းတိုက်ပွဲတွင်ပျက်စီးသွားခဲ့ရပါတယ်။ အချိန်ကစီကားခဲ့တဲ့မုံမိတ်မြို့မှာစစ်ပွဲတန်ချောင်းပြစ်စစ်ခဲ့ရပြီးမြို့တွင်းမှာလည်းဖျက်တမ်းသွားလာသူတွေတိတ်ဆိတ်နေစေဖြစ်ပါတယ်။ဒေါ်ရိုက်ပိုင်တို့နေဟာမုံမိတ်မြို့ကချင်တက်မတော် KI နဲ့ပူပေါင်းတက်တွေဝင်ရောက်တိုက်ခတ်ခဲ့စဉ်မိရှုခံထားရပြီးနေတစ်ခုလုံးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။အခုတော့အိမ်ဆောက်ပစ္စည်းတွေဈေးအဆမတန်မြင့်တက်နေတာကြောင့်နေပြန်မစောက်နိုင်သေးပဲမီးတွေမပါသွားပဲကြံရှိနေတဲ့တည်တဲရင်တွေမှာမိသားစုဝင်လေးယူနေထိုင်နေကြရတယ်လို့ဒေါ်ရိုက်ပိုင်ကပြောပါတယ်။ ပါဟိုဟာဘောဘာမှတော့မရှိတော့အိုးတွေခွက်တွေပကံတွေကဆိုတော့အမေတို့အိမ်ကဆိုတော့လက်ခုပ်တန်းမှလေအမေတို့ရံမလောက်ဘူးအမေတို့ကလည်းမပြေဘူးဆိုတော့အမေတို့ရံနေအဲသူရဲ့ညီမလေးရဲ့အိုးခွက်ပကံတွေအကုန်လုံးပေးလာတယ်အမေတို့ကအဲခါကျသူများတွေလည်းလာပေးတယ်အဲ့လိုမျိုးတစ်လုံးနှလုံးစီပေါ့အဲ့လိုမားတော့မမှန်းတော့ဘာဆိုပြန်မဆောင်နိုင်တော့ဆိုတာတင့်နေပြီတင်းတော့ဘာလို့မှမဆောင်နိုင်တော့ဒါကကိုကနေနေရတယ်ဆိုတာဒါဘိုးဘွားပိုင်အိမ်မို့လို့အဖေအမေတွေထားခဲ့တဲ့အိမ်မို့လို့ကိုကနေလို့ရတယ်ကိုနေနေဆိုပြန်စောက်ကြည့်လေးပဲလွယ်ရအောင်လေ ဒီလိုဟာလေးတောင်ပြန်ဆောက်ကြည့်လို့မရအောင်တတဲတီတီတီတောင်မှဆက်ကြည့်ကုန်တယ်လေမျက်စိမှုအများစုဟာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလတည်းမုံမဲမြို့ရှိစစ်ကောင်စီတပ်စခန်းတွေကိုကချင်တပ်မတော် GI နဲ့ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်စဉ်နေအိမ်နဲ့အဆောက်တွေအများစုထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ် GI နဲ့ပူးပေါင်းတပ်တွေကမုံမဲမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတပတ်ကြာဝင်ရောက်တိုက်ခတ်ခဲ့ပြီးမြို့ရင်းကနေပြန်လည်ဆုတ်ခွာပါခဲ့ပါတယ် ်ကရင်နဲ့ပူပေါင်းတက်တွေဆုတ်ခွာတော့ပြီးနောက်ပိုင်းမှာတန်းအတက်မတော်တရနေကတစ်တုံညာနှစ်ကုံဆစ်ဆွင်ရင်ဒုတိယလိုင်းအတွင်းမုံမမျိုးရှိအဲ့ဒီစစ်ကောင်စီတက်စကန်တွေကိုဝင်ရောက်တိုက်ခတ်ခဲ့ရာ2024ခုနှစ်ဇူလိုင်30ရက်နေ့မှာမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့ပါတယ်တိုက်ပွဲအတွင်းပျက်စီးဆုံးရှုံးမှုအများဆုံးဟာမုံမိတ်မြို့တောင်ရက်ွက်နဲ့မြောက်ရက်ွက်ကဖြစ်ပါတယ်။ရှေ့ပြည်မြေကရရှိထားတဲ့ဆင်းတွေကမုံမိတ်မြို့တိုက်ပွဲအတွင်းရက်သား55ဦးတေဆုံးပြီးခလူထမင်းနဲ့တန်ရရခဲ့ပါတယ်။ဒါပြင်လည်း230ဒီပါလဲမိလောင်ပျက်စီးသွားခဲ့ရပါတယ်။ ။ဒေသုံသူများစုဟာစစ်ကောင်စီတပ်ရဲ့တက်ဖြတ်တာခံခဲ့ရပြီးဒေသုံသူတွေထဲမှာမှအများစုကတော့မျိုးသားတွေဖြစ်ကြပါလေ။တိုက်ပွဲငြိမ်းသက်နေတာတင်းတင်းဒီပါရှိလာပြီမဲ့ဒေသခံအချို့နေရပြန်မလာနိုင်သေးသလိုတိုက်ပွဲတွင်ပျက်စီးသွားတဲ့နေကိုလည်းနည်းစုလောက်တာပြန်လည်ပြပြနိုင်ကြပါလေ။ဥချီလာရဲ့နေရင်လည်းမုံမိတ်တိုက်ပွဲတွင်မိချုပ်ခံတာပြီးသူ့ရဲ့နေရင်တစ်ခုလုံးမိလောင်ပျက်စီးသွားခဲ့ပါလေ။လက်ရှိမှာနေစရာအိမ်မရှိတော့လို့သူ့အမျိုးတွေရဲ့နေအိမ်မှာနေထိုင်နေကြပါလေ။ ဦးကြည်လိုင်ဟာတချင်ကအိမ်ပိုင်သူဖြစ်ခဲ့ပေမဲ့အခုတော့အိုးအိမ်မဲ့ဖြစ်သွားခဲ့ရပါပြီအိမ်ဆောက်ဖို့ရပစ္စည်းဈေးကြီးတာရေပေါ့နော်အခုဘီလက်မြေဆိုလို့ရှိရင်ဘီလက်မြေဆိုလဲတကောင်းကျော်အခုဒါ9000 8000လောက်မျိုးလောက်ရှိနေရဆိုမျိုးတော့ဖြစ်နေတဲ့ခါကျအုတ်ဆိုရင်လဲတက်ဒီကတစ်ချက်ကိုဝယ်ရတာလဲ900လောက်ရှိတယ်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးတွေပေါ့နော်ဟိုပြင်းတို့တစ်တို့ဆိုလို့ရှိရင်လဲတစ်ချောင်းကို၄၅6000 တသိန်းအဲ့လိုမျိုးလောက်ဖြစ်နေခါကျတိုင်နေပါဆိုလို့ရှိရင်လည်းတိုင်ဆိုလို့ရှိရင်လည်းတသိန်းကျော်လောက်ရှိတာကိုအဲ့ဒါဆိုတော့စောက်ဖို့ရမလွယ်ဘူးဒီကောကနောက်ပိုင်းကိုဒီမိုးမိတ်မီးလောင်ကြာသွားပြီးတဲ့နောက်ပိုင်းကိုကတော့စိုးရင်ဇာမရှိတော့ဘူးဒါဆိုသူဒီမှာနောက်ထပ်ချဘုံမရှိတော့ဘူးနေရလက်ရှိမိုးမိတ်မြို့မှာ PSF ပြန်နေဘက်ကသူတို့ရဲ့အုပ်ချုပ်ရေးရန်ရည်တွေလဲပတ်နေပါပြီ စစ်တမ်းကြောင့်ပျက်စီးဆုံးရှုံးမှုများတဲ့မုံမိတ်မြို့မှာပြန်လည်ထူထောင်ရေးတွေပြုလုပ်ဖို့နှစ်နှစ်ချီအချိန်ယူရမှာဖြစ်ပြီးစစ်တမ်းတဲ့လူထုတွေကတော့လာရောက်ကူညီပေးမဲ့အဖွဲ့အစည်းတွေရှိမှတာမိုးလုံးလေးလုံးတဲ့နေရာမှာနေနိုင်မယ်လို့ပြောနေကြပါတယ်အော်လူချင်းနေပေါ့အဲ့ဒါဆိုတော့အတိုင်းမထိဝမ်းတာတော့ဟောဘယ်လိုပဲဖြစ်ဖြစ်လေဟို ေးဒိတ်ကြည့်ရင်ဘာမှမဖြစ်ဘူးနေလို့ရရင်ကိုကကျန်တဲ့လေကိုကြတော့ကြည့်လိုက်ဘယ်လားတဆောက်မလဲကိုအနေနဲ့ဘယ်လိုမှမဆောက်နိုင်ဘူးလေဟုတ်တယ်လားဒီပါလက်ထက်ကျိုးဆိုမှာပေါ့ခေါ်ကြကိုလာပြီးတော့မှဆောက်ပြီးတီးခေါ်ကြလုပ်ပေးမြတ်ဆိုလို့ရှင်တော့ ွမ်းတာအရဟုတ်လားအခုလောလောဆယ်ကတော့ကိုယ်နေကတော့ဆောက်ဖို့ရဆိုတော့တော်တော်နဲ့မလွယ်သေးဘူးပြန်ပြန်ပြီးတော့မှစုဆောင်းရအောင်မှရှာဖို့ရအောင်အလုကဟိုလုံးကလူမဖြစ်တော့လीနော်အခုအဲ့ဒါလာပြီးမှဆောက်ပေးမယ်ပြုပေးမယ်တီထောင်ပေးမယ်ဆိုလို့ရှိရင်တော့အတိုင်းထက်လွန်ပေါ့